အားလုံးပဲမိင်္ဂလာပါညီမနာမည်ကတော့အီစုမမအခုလောလောဆယ်မှာ US မှာနေထိုင်နေပြီးတော့ Apex Advisor US company တခုမှာ Tax Associate အနေနဲ့အလုပ်လုပ်ကိုင်းနေတာဖြစ်ပါတယ်ညီမကမြန်မာနိုင်ငံမှာ Business Diploma နှစ်နှစ်တက်ပြီးပါတော့ Strategy First မှာ Oxford Brookes University ကနေ Top Up Bachelor ကိုရရှိခဲ့ရပေါ့နော်အဲကနေမှ US ကိုထွက်လာပြီးတော့ California State University Los Angeles မှာ Master's ပွဲကိုရရှိထားတဲ့အကြောင်းတူဖြစ်ပါတယ် မြမကပွဲတစ်ခုခုရပြီးရင်မာစတာကိုနိုင်ငံခြားမှာဆက်တက်မယ်ဆိုပြီးတော့စဉ်းစားထားတော့မြန်မာနိုင်ငံမှာ strategy first ကနေပြီး business diploma ဆက်တက်ခဲ့တယ်။အဲအဲ့ကနေမှစီးပွားရေးဘာသာရပ်တွေတဖြည်းဖြည်းလေ့လာရင်းနဲ့အင်္ဂလိပ်စာလည်းစတင်လေ့လာခဲ့တယ်ပေါ့နော်။ business နဲ့ပတ်သက်ပြီး UK ဘွဲရဖို့ strategy first မှာတက်ခဲ့တော့ဆိုရင်သင်ကြားပေးခဲ့တာတွေကမြမကို US မှာ master တက်တဲ့အခါမှာ ထောက်ကူဖြစ်စေရပေါ့နော် US မှာဆိုလို့ရှိရင်စာတင်ချိန်တွေကလည်းနေတယ်အဲရန်ကုန်မှာကျတော့စာတင်ချိန်တွေပိုများပြီးတော့ဆရာတွေဆိုရင်စေတနာပါပါနဲ့တင်ပေးခဲ့တာကိုခန်းစားမိတယ်ပေါ့နော်နောက်ပြီးတော့ strategy first မှာတက်ခဲ့တဲ့ UK ဘွဲ့ဆိုလို့ရှိရင် UK မှာတရားဝင်သီးမှတ်ပြုဖြစ်တဲ့ bachelor ဖြစ်တဲ့အတွက်မြန်မာ US မှာ master ချောင်းလျှောက်တဲ့အခါမှာလည်းခက်ခဲတယ်မရှိခဲ့ဘူးပေါ့နော်အဲဒါကြောင့်မလို့ပဲချောချောချူချူနဲ့ California State University Los Angeles မြို့နယ်မှာ master ဘွဲ့ကိုရရှိခဲ့ပါတယ် မြန်မာတို့လူမျိုး strategy first မှာ diploma နှစ်နှစ်နဲ့ top up plan ကြောင်းပြီးတော့ bachelor ဘွဲ့ရပြီးတော့ master ချရောမှာတခြားနိုင်ငံဖြစ်တဲ့ US, UK, Singapore စတဲ့နိုင်ငံတွေမှာတွားတက်တာကဆိုရင်မိဘတွေအနေနဲ့လည်းကုန်ကျစရိတ်တက်တာပြီးတော့ပညာရေးဘိုင်းမှာဆိုရင်လည်းတွေ့ကြုံကောင်းတဲ့အများကြီးရမယ့်နည်းလမ်းတစ်ခုဖြစ်တယ်လို့ယုံကြည်ပါတယ်။ရန်ကုန်က strategy first ကြောင်းကသင်ကြားမှုတွေကညီမကိုအခုလို US မှာရည်တည်နိုင်ဖို့ တစ်ဖက်တလန်ကနေအခွင့်လန်းကောင်းနေနဲ့ပြည်စုံစီခဲ့တယ်ပေါ့နော်အဲဒါကြောင့်မို့လဲ US မှာအခုလက်ရှိလုံးလုံးကိုင်းနေပြီးတော့ကိုကိုဘောရဲ့တည်နေနိုင်ပြီဖြစ်တယ်အဲဒါကြောင့်မလို့သားသမီးတွေအနာဂတ်အတွက်ပညာရေးကိုရင်းနှီးမြှုပ်နှံပေးတဲ့နေရာမှာမိဘတွေအနေနဲ့လည်းအကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ယုံကြည်ပါတယ်